ကိုမြင့်ဦးနဲ့မဝင်းအေးတို့ဟာကြံတော့ရွာမှာနေထိုင်ကြတဲ့စင်ဟသာဇနီးမောင်နှံတွေဖြစ်ပါတယ်။အနောက်သက်တနှစ်ကျော်ကန်ရှိလာတဲ့အခါမှာတော့မန်ဝေးအေးမှာကိုဝင်ရှိလာတယ်။ဒါသမီးရားတော့မှဖြစ်တာကြောင့်ကိုမြင့်ဦးနဲ့မဝင်းအေးတို့အရန်ကိုပျော်ရွှင်နေကြပြီးဒီလိုနဲ့ပဲကိုလာကျော်တို့ဇလာမြောက်ပြီးတညမှာတော့မဝင်းအေးတယောက်ဘိုက်နာလာတာကြောင့်ကိုမြင့်ဦးလည်းရွာထဲကလက်တဲတော်ဖို့ကိုအပြေးလွှားတော့ရောက်ပြီးတော့ခေါ်ဆောင်လိုက်ပါတယ်။တော်ဖို့ရောက်ရှိလာတဲ့အခါမှာတော့မဝင်းအေးကိုစမ်းသပ်ကြည့်ပြီး ကိုမြင့်ဦးကိုလိုအပ်တာတွေမှာကြကမဝင်ဦးကိုအိတ်ခမ်းအတွင်းကိုထည့်လို့ကလေးမေးဖွားပြဖို့ပြင်ဆင်နေ။အင်းနီနာချင်းတွေကလည်းမဝင်အေးဘိုင်းနာတယ်လို့သိရတာကြောင့်ရောက်ရှိလာပြီးတော့အမျိုးသမီးတွေကိုအခန်းထဲကိုဝင်လို့ဒေါ်ပူးကိုကူညီပေးတာတွေ့ရတယ်။ယောက်ျားတွေကအင်းရှိကမ်းမှာထားမိစကားပြောဆိုနေကြပြီးတော့ကိုမြင့်ဦးကအင်းရှိကမ်းမှာအင်ကိုလေးမာလာတော်တော်ကြီးကိုရွတ်ဆိုတယ်ဒီချိန်မှာပဲတရှိရှိနဲ့မွေတွန်းတန်းကြားလိုက်ရတာကြောင့်အင်ဘဝကထွက်ကြည့်အောင်အရန်ကိုတွန်းဆန်းလာတဲ့မြင်ကွင်းကြောင့် ကိုမြင့်ဦးတယောက်အရန်ကို ထိတ်လန့်သွားတယ်။သူကမြင်တွေ့လိုက်ရတာကညာလရောင်ရေးရေးအောင်မှာအနဲ့ရောင်ဂျေးခုနဲ့နဲ့မွေကြီးတစ်ကောင်ရောက်ရှိနေပြီးအိမ်ဘက်ကိုကြည်ကတွေ့နေတာကြောင့်ဖြစ်ပါတယ်။မွေနေကြီးဟာလူကြီးလက်မောင်းကန်တတားရှိပြီးဦးကောင်းမမအမောက်လိုရလဲပါရှိတယ်။မွေတွန်းနဲ့ဟာအတန်ရှင်မဟုတ်ပဲအတန်တူတူပြက်ပြက်ဖြစ်တာကြောင့်ဒေမွေကြီးဟာအရန်ကိုအစိတ်ပြင်းထန်နဲ့မွေစိုးဖြစ်ကြောင်းကိုကိုမြင့်ဦးသိရှိလိုက်ရတယ်။စကားပြောဆိုနေကြတဲ့အိမ်နေချင်းမျိုးသားတွေကလည်းမွေကြီးကိုမြင်တွေ့ရတာကြောင့်အံ့အားသင့်နေကြတယ်။ဒီချိန်မှာပဲ ဥဝဲဆိုတဲ့တန်နဲ့တူတူမွေးပြီဆိုတဲ့တန်ကိုလည်းကြားလိုက်ရတယ်ဟဲ့မွေးပြီဟဲ့မိန်းကလေးတော့ဖြူဖြူဖွေးဖွေးနဲ့ချစ်စရာကြီးခလင်းကိုတန်နဲ့တူတူဒေါ်ဘူးရဲ့တန်ကြောင့်မဝင်းအေးကတမင်းဦးလေးကိုမွေးဖွားလိုက်ပြီဖြစ်ကြောင်းကိုမြင့်ကိုသိရှိလိုက်ရတယ်မွေးကြီးဟာခလင်းကိုတန်နဲ့ကြားလိုက်ရောအတန်ကြားတဲ့ဘက်ကိုကောင်းတောင်ကြည့်ပြီးခဏကြာမှတော့အိမ်ဘေးကထွက်သွားပြီးညအမအောက်ကိုတိုးဝင်ပျောက်ွယ်သွားခဲ့ပါတယ်ဒီလိုနဲ့ပဲကိုမြင့်ဦးနဲ့မဝင်းအေးတို့ဟာတမင်းဦးလေးကိုရရှိတာကြောင့် အရန်ကိုပျော်ရွှင်နေကြပါတယ်ချစ်စရာကောင်းလာတဲ့သမီးလေးကိုယမင်းလို့နာမည်ပေးလိုက်ကြတယ်ယမင်းကမွေးစားကလေးကအရန်ကိုအေးစေးပြီးအငိုးအရဲနေပါတယ်ယမင်းကိုမွေးဖွားပြီးတဲ့အချိန်ကစလို့ကိုမြင့်ဦးနဲ့မဝင်းအေးတို့ဟာအလောက်ကင်တွေအဆင်ပြေလာပြီးတော့စီးပွားရေးလည်းအဆင်ပြေလာခဲ့တယ်ယမင်းအသက်တနှစ်ခန့်ရောက်တဲ့အခါမှာတော့ရွာအောင်ဆရာတော်ကကလေးအန်ရဲ့ကင်းစေဖို့ရှင်သေးဝလိရုပ်ထုလေးကိုပေးတာကြောင့်ကိုမြင့်ဦးလည်းရှင်သေးဝလိရုပ်ထုလေးကိုကျုပ်ငယ်တကူနဲ့ထည့်ပြီးယမင်းရဲ့လည်းပင်မှာဆွဲပေးလိုက်ပါတယ် ဒီလိုနဲ့ကြောင်းနေရမယ့်အရွယ်ကိုရောက်ရှိတာတဲ့ကဂျွာကမူလာတန်းကြောင်းမှာပဲကြောင်းထားတယ်။ယမင်းလေးဟာလိမ္မာရေးကြရှိပြီးစာတော်တာကြောင့်ဆရာဆရာမတွေကချစ်ကြတယ်။တနေ့မှာတော့နေ့လယ်မောင်စာစင်းငိမ်ကြောင်းတို့တက်တဲ့နိုင်ဝင်းဆိုတဲ့ကလေးဟာယမင်းလေးကိုစားနောက်တယ်။ပထမမှာယမင်းလေးကတိတ်ခတ်ပြီးမစားဖို့ပြောပေမဲ့နိုင်ဝင်းကဆက်လက်စားနောက်နေတယ်။ဒါကြောင့်ယမင်းတယောက်အရန်ကိုစိတ်ဆိုးသွားတယ်။ငါ့ကိုမစားနဲ့လို့နင်းကိုပြောထားတာမကြဘူးလား။ငွေကြိုက်တယ်မဲကော။ ဒေါသတကြီးနဲ့ပြောဆိုလိုက်ပါတယ်။ဒီကမှနိုင်ဝင်လဲရမင်းရဲ့ဒေါသထွက်ပုံကိုကြည့်ပြီးဆက်လက်မဆားနောက်ရတော့ပဲနဲ့တခြားကလေးတွေနဲ့တွားရောက်ပြီးတော့စော်ကစားတယ်။ဒီလိုပြည့်ပြည့်သွားပြီးခဏကြာမှတော့အာမိုးကြီးကဲကြပါဦး။ဟာမိုးကြီးဟေမိုးကြီးနိုင်ဝင်ကိုကြိုက်သွားပြီးပြေးပြေးကလေးတွေရဲ့အော်တန်တွေကြောင့်ကျောင်းထဲကဆရာဆရာမတွေပြေးထွက်လာကြတယ်။ဟဲ့ကလေးတွေဘာဖြစ်ကြတာလဲ။ဟိုဟိုကျောင်းနောက်ဖက်မှာလေတားတို့ကစားနေတာ။ချုံမိုးထဲကမိုးကြီးတကောင်ထွက်လာပြီးတော့ နိုင်ဝင်းကိုကြိုက်သွားတယ်ဆရာ။ကျောင်းသားလေးတွေရဲ့စကားကြောင့်ဆရာဆရာမတွေလည်းကျောင်းနောက်ဘက်ကိုတွားကြည့်အောင်လဲကျနေတဲ့နိုင်ဝင်းကိုတွေ့ရတယ်။အပြေလွှာတွားကြည့်တဲ့အခါမှာတော့နိုင်ဝင်းရဲ့ချစ်မျက်စိနာမှာအစွဲရနှစ်ပေါက်နဲ့ဒီကိုယ်လုံးပြာနှမ်းနေပြီးတေဆုံးနေရကိုတွေ့ရတယ်။အဒီအဖြစ်ပြက်တွေကြောင့်တချို့ကယမင်းကျိန်စာတိုက်တာကြောင့်တေဆုံးရခြင်းဖြစ်တယ်လို့ထင်ကြီးပေးကြပေမဲ့တချို့ကတော့မယုံကြည်ကြပဲတိုက်ဆိုင်မှုသာဖြစ်တယ်လို့ဆိုကြတယ်။ဒီလိုနဲ့ပဲယမင်းတယောက်အသက်ရှင်းနေခန့်ကိုရောက်တဲ့ခါမှာတော့တနေ့မှာ ဂျမင်းမုံဆိုင်ကမုံဝယ်ပြီးအိမ်ပြန်လာရလမ်းမှာအရက်သမားတင်ထွန်းနေဆုံးတယ်။တင်ထွန်းဟာအရက်မိုးပြီးဒီဒီကိုင်နဲ့လျှောက်လာတယ်။ဟဲ့ကောင်မလေးနင်းလက်ထဲကမုံတုတ်ကိုငါ့ကိုပေးစမ်းငါအရက်နဲ့မီးမလို့ဘာလို့ပေးရမှာလဲမပေးနိုင်ပါဘူး။ဟာဒီကောင်မလေးတော့နာကျင်နေရလားပေးဆိုပေးစမ်းကဲ့ဟာတင်ထွန်းကပြောပြဆိုဆိုနဲ့ဂျမင်းရဲ့လက်ထဲကမုံတုတ်ကိုလွတ်ယူပြီးတော့တွန်းလှဲ့ပြီးတော့ထွက်သွားတယ်။မြေပြင်ပေါ်ကိုလဲကျသွားတာကြောင့်ဂျမင်းတယောက်အရန်ကိုနာကျင်သွားပြီး ဒေါသထွက်လာတယ်။ဒါကြောင့်အယက်သမားတင်ထုံးရဲ့ကြောပြင်ကိုမီးဝင်းဝင်းတောက်တဲ့မျက်လုံးနဲ့စကြည့်တယ်။ငါ့ကိုအနိုင်ကျင့်တဲ့ယက်သမားမွေးကြိုက်ပြီးတော့သေပါစေ။အဲ့ဒီမှာပဲအယက်သမားတင်ထုံးဟာရွာပြင်ဒေါသနာမှာမွေးကြိုက်ခံရပြီးတော့သေဆုံးသွားခဲ့တယ်။ဒီကမှရွာသားတွေဟာရမင်းတယောက်စိတ်ဆိုးဒေါသထွက်ပြီးပြောလိုက်တဲ့စကားကြောင့်လူနှစ်ယောက်အသက်ဆုံးရှုံးကြတာကြောင့်တိုက်ဆိုင်မှုမဟုတ်တော့ပဲရမင်းဟာနှုတ်ဆီးတဲ့ဆုံးပညာတက်တယ်လို့ယုံကြည်သွားကြပြီးတော့အနိုင်မကျင့်ရဲမဆနာရဲတော့ဘူး။ ဒီလိုနဲ့ပဲရင်မင်းဟာအပြိုရွက်ရောက်လာတဲ့အခါမှာလဲကြံတော်ရွာရဲ့အလှဆုံးကုန်းတော်ကိုင်အပြိုချောမှလေးဖြစ်လာတယ်။တော်တော်ဖြစ်ပေမဲ့ဖြူဝင်းနဲ့အသားရည်နတ်မောင်ရှည်လျားတဲ့စံတွေအချိုးစားလှပတဲ့ခန္ဓာကိုယ်ချစ်စွဲကောင်းလာတဲ့မျက်နှာနဲ့သူမရဲ့လဟာကြံတော်ရွာသားမကအနည်းနာရွာတွေကိုတော့မှဂုံတရင်မှုတ်ပြတ်ပါတယ်။ဒါပေမဲ့လည်းကြံတော်ရွာနဲ့အနီးပါရွာတွေကကလာနာတွေကတော့ရမင်းရဲ့အနီးကိုတော့မကဲ့ရဲဘူး။အကြောင်းကသူမစိတ်ဆိုးဒေါသထွက်လို့ကျိန်ဆုပ်လိုက်တိုင်းမှာ တစ်ခုခုဖြစ်သွားတတ်တာကြောင့်ဖြစ်ပါတယ်။အဲ့ဒီပြင်အရေးဆုံးလို့ချီးရေးဆိုကြတဲ့ကလာလာတချို့လည်းယမင်းကိုချီးရေးဆိုတဲ့ညဘက်မှာပဲအိမ်မက်ထဲမှာအယန်းကို ကြီးမားလာတဲ့အနက်ရောင်ငကားကြီးတစ်ကောင်ဟာလာပြီးကြိုက်တာကြောင့်တေပြေးရှင်မီပြေးကြတယ်။အိမ်မက်ကလန်နိုးလာတဲ့အခါမှာလည်းအပြစ်မှတကယ်ဖြစ်ပြတ်သွားတယ်လို့ချွေးတွေဆိုရွှဲပြီးတော့အယန်းကိုမောပန်နေကြတယ်။ဒါကြောင့်ရှေ့ဆက်မတို့ရဲ့ပဲနဲ့ရှောင်ဖယ်သွားကြတာများပါတယ်။ပင်လယ်သမုဒ္ဒရာရဲ့အယန်းကိုနှက်ဆိုင်လာတဲ့ရေရောက်တဲ့နေရာမှာတော့ ဘုံတရံမျိုးစုံအယောင်စင်းမျိုးစုံနဲ့နန်းတော်လိုအစာအုပ်တွေရှိတယ်။အဲ့ဒီအစာအုပ်တွေဟာဘောဂဝတီနဂါးတိုင်းပြည်မှာရှိတဲ့နဂါးတွေစံပြရာနန်းပြတက်တွေဖြစ်ပါတယ်။နေထိုင်တဲ့နဂါးတွေရဲ့တကူအရှိန်အဝါပေါ်မူတည်ပြီးတော့ဘုံတရံနဲ့အယောင်စင်းတွေကွဲပြားနေခြင်းဖြစ်ပြီးတာမန်တကူရှိတဲ့နဂါးတွေကတော့ကျေးရောင်နန်းတော်အတန်ငယ်တကူရှိတဲ့နဂါးဟာငွေရောင်နန်းတော်နဲ့အရန်ကိုတကူကြည့်တဲ့နဂါးတွေကတော့ရွှေရောင်နန်းတော်တွေမှာစံမြက်နေထိုင်ပါတယ်။အဲ့ဒီနန်းတော်တွေရဲ့လည်းမှာတော့ အရန်ကိုခန်းနှထည့်သွားပြီးရွှေရောင်တွေတဖိတ်ဖိတ်တောင်းနေတဲ့နန်းတော်ကြီးတစ်ခုလည်းရှိတယ်။အဲ့ဒီနန်းတော်ကြီးဟာအရန်ကို တကိုးကြီးမလာတဲ့နတ်နဂါအနယ်ဝင်ငကနဲ့ဘရင်ကြီးနာဂသေနာစံမြန်းရနန်းတော်ကြီးဖြစ်ပါတယ်။နာဂသေနာဘရင်ကြီးဟာအရန်ကိုတကိုးကြီးတကိုးငကနဲ့တကိုးအုပ်ချုပ်တဲ့ဘရင်လည်းဖြစ်တယ်။ဒါကြောင့်အမျက်ဒေါသမန်မာနာကြီးလာပြီးနဂါမိဖုရားတွေလည်းအများပြားရှိပါတယ်။ငကနဲ့ဘရင်ကြီးနာဂသေနာဟာနန်းတော်ထဲမှာရှိတဲ့ပလင်ကြီးပေါ်မှာစံမြန်းနေပြီးတော့ အတိတ်ကဖြစ်ရတဲ့ကိုပြန်လည်မြင်အောင်လာမိတယ်။နာဂတိနာဟာနဂန်နတ်တို့ရဲ့အရှင်ဘုရင်ဖြစ်တာကြောင့်နဂါမိဖုရားများစွာရှိတဲ့နေ့မှာမိဖုရားဒေဝီကိုအချစ်ဆုံးဖြစ်တာကြောင့်အဆဆရရာအလိုလိုက်အကြိုက်ဆောင်နေဒီခါမှာတခြားသောနဂါမိဖုရားတွေကမကျေနပ်ကြဘဲနဲ့မနာလိုမုန်းတိချင်းတွေဖြစ်ပေါ်လာပါတယ်။ဒါကြောင့်မယ်မိဖုရားဒေဝီဟာနဂါပြီမှမနေပြတော့ပဲလူပြေကိုသွားဖို့ခွင့်ပြုရန်နာဂတိနာကိုတောင်းဆိုတယ် နှမတော်ငကားပြီမှာမပြောပိုက်တာကြောင့်လူပြေကိုတောခွင့်ပြုပါမောင်းတော်ဘလို့ဖြစ်နိုင်မှာလဲနှမတော်လူပြေလူရွာဆိုတာရှုပ်ထွေးပူရီလာတယ်လေနောက်ပြီးတော့နှမတော်ကလူပြေမှာပြောပိုက်ပြီးမောင်းတော်ကိုမေးသွားမှဖြင့်မောင်းတော်ရင်ကျိုးရကြည်ကွယ်မတော်ချင်မှာနဲ့နှမတော်ဟောဒီငကားတိုင်းပြီမှာပဲမောင်းတော်နဲ့ပျော်ပျော်ရွှင်ရွှင်စံစားနေပါအိုးမလို့မုံတီမုတ်တွေရှိနေကြတဲ့မောင်းတော်ရဲ့မိဖုရားတွေကြမှာနေနေရတာနှမတော်မပြောပိုက်နိုင်ဘူး နောက်ပြီးတော့လူပြေလူရွာသွားပြီးတော့ကုသိုလ်ကောင်းမှုတွေလည်းပြုလုပ်ခြင်းနဲ့နှမတော်တကယ်ချစ်တယ်ဆိုရင်တော့ခွင့်ပြုပေးပါနော်ခတ်လိုက်တာနှမတော်နှမတော်ကိုလည်းစိတ်မချဘူးပြီးတော့နှမတော်မရှိရင် မောင်တော်နေတတ်မှာမဟုတ်ဘူးမောင်တော်ကလည်းနှမတော်ကလူပြေကိုခဏပဲအလဲသွားမှလीလူပြေကတတန်းကနှမတော်တို့ရဲ့ဘောကဝတီငကားပြေကငကတနဲ့ဆိုဘာကြမှာမှတ်လို့လဲနှမတော်ကိုတကယ်မချစ်လို့တာမောင်တော်ကခွင့်မပြုတာပြောပြီးဆိုပြီးတော့ ငုံလိုက်ပါတယ်။မန်ကိုဝါနဲ့နှမတော်လူပြေကိုသွားရမှာနှမတော်စိတ်ကျဉ်နေမှာဆိုရင်တော့မောင်တော်ခွင့်ပြုမယ်။ဒါပေမဲ့မောင်တော်ကိုဂရိတ်တော်ပေးခဲ့ရမယ်နော်။ဘာဂရိတ်လဲမောင်တော်လူပြေကိုရောက်ပြီးတော့အရွယ်ရောက်လာတဲ့အခါမှာတော့ချစ်သူကြီးစားမထားရဘူးနော်။ကောင်းပါပြီ။မောင်တော်တောင်းတဲ့ဂရိတ်ကိုနှမတော်ပေးနိုင်တယ်။နှမတော်လူပြေကိုရောက်ရင်ကုသိုလ်ကောင်းမှုတွေပြုတော်ပြီးတော့မောင်တော်ကိုလည်းအမြတမ်းပေးမယ်။ကောင်းပြီနှမတော်ပေးခဲ့တဲ့ဂရိတ်မတီးခဲ့ရင်တော့ နိုင်ငံပြည်ကိုချက်ချင်းပြန်ခေါ်မှာနော်လူပြည်မှာလူတို့အသက်24နှစ်ထိနေခွင့်ပြုမယ်လူပြည်ကိုရောက်တဲ့ခါမှာချမ်းချမ်းသာသာနေနိုင်အောင်လို့မောင်းတော်မားစားပေးမယ်နှမတော်ကိုတတိယချိန်ဒီမှာလူပြည်ကိုလိုက်လာပြီးတော့နှမတော်ကိုစောင့်ရှောက်ပေးမယ်တကယ်တော့မောင်းတော် ပြောလိုက်တာမောင်းတော်ရဲ့ဒီလိုနဲ့ပဲနဂါမင်းကြီးကလူပြည်ကိုတောင်းခွင့်ပြုတာကြောင့်အယံကိုပျော်ရွှင်သွားတယ်အတိတ်ကအကြောင်းအရာတွေကိုပြန်လည်စဉ်းစားနေမိတဲ့ နဂါမင်းကြီးရဲ့မျက်နှာဟာအစိုးရိမ်တွေချက်တန်းလာပါတယ်။မေဖုရားဒီဝေကိုချင်းမြတ်နှုတ်လာတာကြောင့်သူမရဲ့စိတ်ဆန္ဒအတိုင်းလူပြေကိုတောက်ကင်ပြူတတ်ရပေမဲ့စိတ်မချနိုင်ဘူး။ဒါကြောင့်မေလူပြေကိုရောင်းနေတဲ့ဒေဝီတစ်ဖြစ်လေယမင်းရှိရာကိုမကြာခဏတွားရောက်ပြီးတော့ဆောင်းရှောက်ပေးခဲ့တယ်။ဒီလိုနဲ့ပဲယမင်းတယောက်အသက်ဆယ်နှစ်ခန့်ကိုရောက်ရှိချိန်မှာတော့ဖခင်ပြည်သူဟာရှင်တီဝူရီရုပ်ထုငယ်လေးကိုကြုတ်သေးကိုထည့်လို့ယမင်းရဲ့လက်ဝဲမှာဆွဲပေးလိုက်တာကြောင့်နဂါမင်းကြီးဟာယမင်းကြီးကိုကက်လို့မရတော့ဘူး။ အရင်နောက်ကိုကတ်လိုက်တိုင်းအရန်ကိုပူလောင်လာတဲ့ပူလောင်မှုမျိုးကိုခံစားတာကြောင့်အဝေးကနေသာငေးကြည့်ရင်းနဲ့စောင့်ရှောက်နေရတယ်။တကိုးကြည့်တဲ့ပြင်ငကနဲ့ပြင်းလေးဖြစ်တာကြောင့်မာမာနာအမျက်ဒေါသလည်းကြီးတယ်။ရမင်းကိုအနိုင်ကျင့်ဆော်ကားသူတွေကို အသက်သေးဆုံးတဲ့အထိရံမှုလေးရှိတယ်။ရမင်းအပြုတ်ရွက်ကိုရောက်ရှိတာချိန်မှာရမင်းကိုချစ်ကြသူတွေပိုးပန်းကြသူတွေကိုကြောက်လန့်အောင်လဲတားမြစ်ပေးခဲ့တယ်။ဒီနေ့မှာတော့ကြံတော်ရွာရဲ့အလုပ်ဘွယ်တစ်ခုကိုတော့ဖို့ရေချိုးအလှပြင်လို့ဝိစားတဲ့ဝစ်စင်မိတဲ့အခါ မိခင်ကြီးမဝင်းအေးကရမင်းကိုရှူလက်ဆို့ရှူလက်ကောက်ရှူဆွဲကြိုးတွေကိုဝတ်ဆင်ပေးတယ်။ဝတ်ဆင်ပြီးတော့မှန်ရှိကိုတွားပြီးကြည့်တဲ့အချိန်မှာသူမရဲ့လေတိုင်းလေးပေါ်မှာရှူဆွဲကြိုးပြင်ငယ်စဉ်ကလေးကဆွဲထားခဲ့တဲ့ရှင်သေးဝီရုပ်ထုပါတဲ့ကြိုးလေးကရှုံနေရလို့ထင်ပြီးတော့အလူပွဲကပြင်လာတဲ့အခါမှာတော့ပြန်ပြီးတော့ဆွဲမယ်လို့ဆုံးဖြတ်ပြီးကြိုးလေးကိုဖြုတ်ကတင်းလိုက်လို့အလူပွဲကိုထွက်ခွာလာပါတယ်။အလူပွဲကပြင်လာတဲ့အခါမှာရှင်သေးဝီရုပ်ထုပါတဲ့ကြိုးလေးကိုပြန်ပြီးမဝိဖြစ်တော့ဘဲနဲ့မျက်ရောင်နေမိတယ် ဲ့ညမှာပဲအရန်ကိုထူးဆန်းတဲ့အိမ်မက်တစ်ခုကိုရမင်းတရားမျက်မှတ်တယ်။အိမ်မက်ထဲမှာသူမရောက်ရှိတဲ့နေရာဟာပင်လယ်ကမ်းစက်တနေရာဖြစ်တယ်။အပြောကြည့်လာတဲ့ပင်လယ်ရေပြင်ပြာကြီးကလှိုင်းချက်ခေါ်လေးနဲ့တာယာနေတာကိုရမင်းတရားငဲကြည့်တယ်။ဒီချိန်မှာပဲဝုံဘွမ်းဆိုတဲ့တနေတူတူသူမနေထိုင်တဲ့နေ့ရေပြင်ထဲကနေရေတွေလှုပ်ရှားသွားတဲ့ကိုကြားတာကြောင့်လှန့်ကြည့်လိုက်ရာအရန်ကိုထူးဆန်းတဲ့မြင်ကွင်းကြောင့်ရမင်းတရားအရန်ကိုအံ့ဩတော့ပါတယ်။ဘဇက်ကနေလဲအံဩတန်အာမေဒီတန်တောင်ထပ်ပေါ်လာတယ်။ လှုပ်ရှားနေတဲ့ရေပြင်တွေကနေယောက်ျားပြိုတယောက်ပေါ်လာတယ်။ယောက်ျားပြိုဟာအနက်ရောင်ရှစ်ခေဝယ်စားတဲ့ကိုဝတ်ဆင်ထားတယ်။ခေါင်းမှာလည်းကြောင်းမြတ်ရတနာတွေစီချဲထားတဲ့ငကားပုံပေါင်းခါးသားကိုစောင်းထားပြီးတော့တက်လာတာကိုရမင်းတယောက်တန်းအံ့တော်နဲ့ငဲကြည့်နေတော့ယောက်ျားပြိုဟာရေထဲကတက်လာပြီးသူမအနေကိုရောက်ရှိလာတယ်။ရေထဲကတက်လာပေမဲ့ယောက်ျားပြိုခန္ဓာကိုယ်နဲ့ဝယ်စားတွေဟာရေတွေဆူရွှဲနေခြင်းလုံးဝမရှိဘူး။ရှင်ကဘယ်လိုလဲ။နှမတော်လေးကမောင်တော့ကို မမှတ်မိတော့ဘူးလားအေးလေဘဝတွေကချားကုန်ပြီကိုမမှတ်မိတော့မလဲဒါကြောင့်နမတော်လေးကိုမောင်တော်နဲ့တူတူအရင်ဘဝကဆံမင်းခဲ့ကြတဲ့နန်းတော်ကြီးစီကို ခေါ်သွားမယ်လားယမင်းကပြပြဆွဆွနဲ့လောက်ကြပြရဲ့ခေါ်ဆောင်အနောက်ကိုလိုက်ပါသွားခဲ့တယ်လောက်ကြပြခေါ်ဆောင်အနောက်ကိုစိတ်ညှို့ခံရသူလိုပဲမငင်းဆန်နိုင်မနဲ့လိုက်ပါသွားရအရန်ကိုထူးဆန်းတာကရေထဲကိုဆင်းသွားပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်နဲ့ဝေဆားတွေကို ရေဆိုးခြင်းလုံးဝမရှိသလိုရေအောက်ကိုငုပ်ရှိုးသွားတဲ့ခါမှလည်းရေမောခြင်းမရှိဘဲနဲ့အသက်ရှူလို့ရတယ်။ဒီလိုနဲ့တစ်ဖြည်းဖြည်းနဲ့ပဲပင်လယ်ရေအောက်အရန်ကိုနှဆိုင်တဲ့နေရာတစ်ခုကိုရောက်ရှိလာတဲ့ခါမှတော့ယမင်းမြင်တွေ့တတ်ရတာကရှေးကကနန်းတော်ကြီးလိုတစားဆင်းထားတဲ့အဆောက်အဦတွေအဲ့ဒီအဆောက်အဦတွေဟာအကျယ်ဝန်းခန်းနာထဲဝါမှုတွေမတူကြသလိုအကြောင်းတွေကလည်းတချို့ကကြေးရောင်တချို့ကငွေရောင်တချို့ကရွှေရောင်စသဖြင့်ကွဲပြားနေတာတွေ့ရတယ်။ဒီလိုနဲ့ယမင်းဟာ အန်အောစော်နဲ့ငကြည့်နေကနေဒေနီယာဒေတာဟာအစာအုပ်တွေဟာစိတ်ထဲမှာရင်းနှီးကြွတ်တဝင်ရှိတယ်လို့လည်းခံစားမိတယ်။ဒီချိန်မှာပဲရွှေရောင်တစ်ဖက်ဖက်တောက်ပနေတဲ့အစာအုပ်ကြီးတစ်ခုကိုရောက်ရှိသွားတယ်။ဒီမှာနေယောက်ျားပြူကရမင်းကိုအဲ့ဒီအစာအုပ်တွေကိုခေါ်ဆောင်သွားတယ်။အစာအုပ်ကအပြင်ဘက်မှာလှပနေတယ်လို့အတွင်းထဲမှာလည်းအရန်ကမှခန်းနာကြည့်ကြပါတယ်။အစာအုပ်ကြီးရဲ့လည်းမှာအဖိုးအနက်ကထိုက်တန်တဲ့ကြောက်တန်ပရိုင်များတွေနဲ့စေချေထားတဲ့ပလင်ကြီးတစ်ခုကိုလည်းတွေ့ရတယ်။ ဒီပလင်ကြီးကိုမမှတ်မိတော့ဘူးလားနှမတော်အရင်ကမောင်တော်နဲ့နှမတော်တို့အတူတူထိုင်နေကြပလင်ကြီးလေယောက်ျားပြုတဲ့စကားကြောင့်ပလင်ကြီးကိုတေချာကြည့်တယ်အရင်တော့ကမြင်တွေ့ခဲ့ဘူးသလိုခံစားရပေမဲ့ဘယ်လိုအချိန်တုန်းကတွေ့မြင်ခဲ့ရလဲဆိုတာကိုတော့စဉ်းစားမရဘူးအင်းလေဘဝကခြားသွားတော့နှမတော်မေ့ပြီပေါ့ဒါကြောင့်နှမတော်မှတ်မိသွားအောင်လို့အခွင့်အရာတော့ခေါ်ပြတာမောင်တော်ကဘောကားဝတီနဂါပြီကနဂနဲ့ဘရင်နာကရာစားပဲနှမတော်က မောင်တော်ရဲ့မိဖုရားလူပြည်ကိုသွားခြင်းနဲ့ပူဇော်လွန်းလို့ခွင့်ပြုပေးလိုက်ရတာနမတော်ကိုလေလူပြည်မှာနေခွင့်ပြုပေးထားတဲ့အတက်ကလည်းသိမလို့တော့ဘူးအတက်ပြည့်ရင်တော့ဟောဒီငကားပြည်ကိုပြန်ခေါ်တော့မယ်မောင်တော်နမတော်ကိုလွမ်းလာပြီကျမသားတွေမသိဘူးကျမမိဘတွေညှော်နေတော့မယ်ကျမကိုအိမ်ပြန်ပို့ပေးပါကောင်းပြီလေအခုနမတော်ကိုအိမ်ပြန်ပို့ပေးမယ်အသက်24နှစ်ပြည့်တဲ့အချိန်ကျရင်တော့အပြီးပြန်ခေါ်ပါအေးအေးမလိုက်ဘူးမလိုက်ဘူးနော် ယမင်းတယောက်អော်ဟိပြီးအိမ်မက်မန်နေရာကနေလန်နိုးလာတယ်။အိမ်မက်တို့ဆိုပေမဲ့အပြင်းမတကယ်ကိုဖြစ်ပြသွားတယ်လို့ခံစားရတယ်။ဒါကြောင့်နောက်တနည်းမနက်မှမိဘတွေကိုပြောပြတဲ့အခါမိဘတွေဟာအရန်ကိုစွရင်သွားကြပြီးတော့နီးစက်ရဆရာတွေနဲ့ကုသကြပေမဲ့အကြောင်းမထူဘူး။ဒါကြောင့်ပဲစိတ်ဆင်းရဲတော့ကရောက်နေကြတယ်။ဒီချိန်မှာမိတ်ဆွေတွေဦးရဲ့လမ်းညွှန်မှုကြောင့်ဆရာနေသွေးစီကိုရောက်လာတယ်။ဆရာနေသွေးဆိုတာအသက်30ကျော်ခန့်ရှိပြီးတော့ရွှေရင်ကျော်ဂိုင်းဝင်တူလည်းဖြစ်တယ်။ကိုမင်းဦးနဲ့ မဝင်းတို့ဟာရမင်းရဲ့အကြောင်းဆောင်ကိုဆရာနေသေးကိုပြောပြတယ်ဒီလိုနဲ့ဆရာနေသေးဟာတေးချနားထောင်ပြီးတဲ့နောက်ဖះရှင်ကိုစီမီပန်းရည်ကြနေကတ်လို့ဖះရှင်ကိုပြီးတဲ့အခါမှာရမင်းရဲ့အတတ်နဲ့ခန္ဓာကိုယ်ကိုအံ့နံခိုင်းပြီးတော့စတင်ကုသတယ်ဟောဒီဗုဒ္ဓဘုသမီးကိုနှောက်ရှက်နေတဲ့သူအခုချက်ချင်းဆရာရှင်ကိုအရောက်လာခဲ့စမ်းဖះငါဆိုမိတ်အထက်ဆရာကြီးတည်းအမိတ်ငါဆရာအမိတ်ဆရာနေသေးကအမိန့်ပြန်ခေါ်လိုက်ပေမဲ့အတန်ကြာတဲ့အထိရောက်မလားဒါကြောင့်မဲအော် ။သင်ကအာခံနေပေါ့။ကဲ။ဆိုင်ရာကဆွဲခေါ်ကစမ်း။ကျိုးပိုင်ကကျုံနဲ့တုတ်ပြီးတော့ငါဆရာရှိကိုအရောက်ခေါ်စမ်း။ဒီခါမှလည်းရောက်မလာဘူး။ဒီခါမှရမင်းကိုနှောက်ရှက်နေသူကကာမစရိတကူကြီးမားလာတာကြောင့်ကျိုးပိုင်ချိန်ပိုင်တွေကခေါ်လို့မရကြောင်းကိုရဲမိလာတယ်။အော်။သင်ရဲ့အဆန်းကမသေးဘူးပဲ။ကဲ။ကျိုးပိုင်ကနှောက်ရှက်သူထက်ဖုံးတကူစေစားပို့ကြည့်ပြီးတော့ငါဆရာရှိကိုအရောက်ခေါ်ကစမ်း။အထက်ဆရာကြီးရဲ့မိတ်ငါဆရာရဲ့မိတ် ဒီလိုအမိန့်ပြန်လိုက်ပြီးခဏကြာလိုက်ခါရမင်းခန္ဓာကိုယ်ဟာတဆတ်ဆတ်တုံးလာတယ်။ရောက်ပြီလား။ရောက်ရင်ဖះကိုဥတိုက်။ဆရာကဖះဥတိုက်ခိုင်းပေမဲ့အရေးမလုပ်တာကြောင့်။ကဲ။ဆိုင်ရကနောက်ကနေနင်းချစမ်း။ဒီလိုအမိန့်ပေးလိုက်ရာပိုးကခံနေရသူရမင်းဟာရှေ့ကိုငှားကြသွားပြီးတော့ဖះကိုဥတိုက်တယ်လို့ဖြစ်သွားတယ်။အဲနောက်မကြင်တဲ့အမူအရာနဲ့ဟိတ်ဆရာကောင်းမင်းကဘာကြောင့်ငါ့ကိုခေါ်ရတာလဲ။မင်းကဘာသူမလို့ ဆရာကိုမင်းနဲ့ကတုံပြီးပြောတာလေဟဲ့ဟာငါကဘောကဝတီငကားပြီကငကနဲ့ဘရင်ကွာဩမင်းကငကနဲ့ဘရင်လားလိန်ညာပြီးပြောနေတော့ငရေမိတမြပူတော်စေငါကတကယ်ကိုငကနဲ့ဘရင်ပဲကွာမင်းရဲ့ပညာကလည်းမသေးဘူးပဲအရင်ဆရာတွေတုန်းကငါကိုယ်တိုင်မလာဘဲနဲ့ငါတပည့်တွေကိုလွှတ်တာသူ့လက်ဘေးမှာဆွဲထားတဲ့ကြုတ်ထဲကရှင်သေးဝလိရုပ်ထုကြောင့်သူ့နားကိုငါလာလို့မရဘူးအခုမင်းကအမင်းပြန်ပြီးခေါ်လို့ငါလာလို့ရတာ မင်းလှုပ်လိုက်တဲ့ကျိုးပိုင်စင်ကငါအနာတော်မကတ်နိုင်ဘူးကွ။နောက်မှငါအနာကတ်လို့ရပြီးတော့အတင်းခေါ်လို့ငါကိုယ်တိုင်လာခဲ့တာ။ငါလည်းလာလို့မရတာနဲ့မင်းကခေါ်တာနဲ့အတော်ကိုဖြစ်သွားတာ။မင်းကငါကျေးဇူးတင်တယ်။မင်းကတကိုးကြီးတဲ့ငကနက်ပရင်ဖြစ်ပြီးတော့ဘာလို့ရှင်သေဝလီရုပ်ထုကို ကြောက်တာလဲ။နောက်ပြီးတော့ဒီမင်းကလေးကိုရောဘာကြောင့်နှောက်ချက်တာလဲ။ရှင်သေဝလီရုပ်ထုကိုလယ်ဘေးမှာဆွဲထားတဲ့အချိန်ကစပြီးအနာကိုကတ်လိုက်တာနဲ့မခံမရနိုင်အောင်ပူလောင်လာလို့ အခွေးကပဲစောင့်ကြည့်နေရတာဘာကြောင့်လဲတော့ငါလည်းမသိဘူးငါကနှောက်ရှက်နေတာမဟုတ်ဘူးကွသူက အရင်ဘွားကငါရဲ့မိဖုရား လူပြေကိုတွားခြင်းနဲ့ပူဇော်လွန်းလို့လွတ်လိုက်ရတာငါလိုနကနက်ပရင်ရဲ့မိဖုရားကိုအနိုင်ကျင့်စော်ကားတဲ့ကောင်တွေကို အသေးလောက်တာအပြိုဖြစ်လာတဲ့အချိန်မှာလေချီရေးဆုလာတဲ့ကောင်တွေကိုလည်းသတိပေးကြတာငါပဲနောက်ပြီးတော့အသက်24နှစ်ပြည့်ရင်ငကားပြေကိုပြန်ခေါ်တော့မှအသက်24နှစ်ဆိုတာနေလုံးနေလွတ်တုံးကလှုပ်ပြီးမှတော့ လူပြင်းမှာတက်တန်းစီနေခွင့်ပြုလိုက်ပါမဖြစ်နိုင်ဘူးသူ့ကိုလှုပ်ကလေးကလူပြင်းမှာအသက်24နှစ်ပဲနေခွင့်ပြုမယ်လို့မှားလိုက်တယ်ဒါတောင်မှသူ့ကိုချစ်လွန်လို့ခွင့်ပြုပေးလိုက်ရတာဘာပဲဖြစ်ဖြစ်လေဒီဘက်မှာလည်းမိဘတွေကရှိသေးတယ်အခုချိန်မှာမင်းကပြန်ခေါ်သွားမယ်ဆိုရင်တော့သူတို့ခင်ဗျာဘယ်တော့တောင်မှခံစားရမလဲငါလည်းခံစားနေရတာပဲကွာခွင့်မပြုနိုင်ဘူးမင်းကငါကမနှိမ့်ဆက်ခြင်းလို့မေတ္တာရက်ခံတာနော်မင်းကလက်မခံဘူးဆိုရင်တော့ ငါ့ကိုအဆုံးမဆုံးနဲ့ဆရာနေသူရဲ့စကားကြောင့်ငကနဲ့ဘရင်ပူကတ်နေရဲ့ယမင်းဒေါသထွက်လာပြီးတော့မျက်ထောင်နေကြီးနဲ့ကြည့်တယ်။ဒါပေမဲ့ချက်ချင်းမျက်နှာလွှဲသွားတယ်။မင်းပညာကထက်လာပါလား။ဘေးမှလည်းမင်းကိုစောင်းရှောက်နေတဲ့အထက်ဝိဇ္ဇာတွေကလည်းရှိတယ်။ငါဘာမှတော့မတတ်နိုင်ဘူး။ဒါကြောင့်ဒီမင်းကလေးကိုလူပြင်းမှာအသက်50အထိနေခွင့်ပြုမယ်။ဒီထက်တော့ပိုပြီးတော့မတိုးပေးနိုင်ဘူး။ဒီခါမှဆရာနေသူကကိုမြင့်ဦးနဲ့မဝင်းအေးတို့ကိုကြည့်တယ်။ကဲ။ဦးတို့ကြားတဲ့အတိုင်းပဲနော်။ ဒီမင်းကလေးကိုလူပြင်းမှာအသက်60ထိနေခွင့်ပြုမယ်တဲ့ဒီလောက်ဆိုကျင်းတ်ပါဟုတ်ကဲ့ကျင်းတ်ပါတယ်ဆရာဒါပေမဲ့ဒီကြားထဲမှာမနှောက်ရှောက်တော့တေချာလောက်ပေးပါကိုမြင့်ဦးတို့ကျင်းတ်တယ်ဆိုတာကြောင့်ကဲကောင်းပြီဒီမင်းကလေးကိုလူပြင်းမှာအသက်60ထိနေခွင့်ပြုတာလက်ခံတယ်ဒါပေမဲ့ပေးထားတဲ့အသက်မပြည့်ခင်မှာနှောက်ရှက်တာတွေမလုပ်ပါဘူးလို့တစ္ဆာဆိုတစ္ဆာရေတောက်ပြီးတော့မင်းနေရာကိုပြန်ပြီးတော့ဆရာနေသေးတဲ့ငကနဲ့ပရင်ကိုတစ္ဆာရေတိုက်ပြီးရမင်းခန္ဓာကိုယ်ကနေ ပြန်လည်ထွက်ခွာခိုင်းလိုက်တယ်။နဂနတ်ဘရင် နာဂရဇာဟာတစ္ဆာရဲ့တောက်ပြီးမှထွက်ခွာသွားတယ်။ဒီခါမှာမိန်းမတွင်ငင်းနေတဲ့ယမင်းကိုပြည့်စုံကြပြီးတော့အကြောင်းအဆုံးပြောပြတယ်။ယမင်းအေးလဲဆရာနေသေးကိုကျေးဇူးတင်တော်နဲ့ရှစ်ကိုကတော့တယ်။ပြီးတော့ကိုမြင့်ဦးနဲ့မဝင်းအေးတို့လည်းတမင်းပြည့်သူယမင်းအေးအတွက်စိတ်အေးသွားကြပြီးတော့ဆရာနေသွေးကိုနှုတ်ဆက်လို့ပြန်သွားချပါရစေ။ဒီမှာလေးမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဂမိယဇလန်ပြီးဆုံးပါပြီ။ နာတော်ရာစင်တို့ပြည့်တက်ကြည်လဲဆဲချနာချင်းကိုကြီးချမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခမညာ